ဘဝကိုလှလှပပဒီဆောက်ချင်ရင်ဟောဒီလောကရန်ခန္ဓာရင်ရှိဖို့ကြိုးစားရမယ်ဒါနံပါတ်1เนาะလောကရန်ခန္ဓာအောင်ကြိုးစားဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လောကရန်ဆိုတာရှိတာကြီးပဲဆင်းရဲတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ချမ်းသာတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်ဘာဘာသာကိုယ်ွယ်ကိုယ်ွယ်ဒါတွေကတဏှီတည်းပဲဘာဖြစ်လို့လောကဓမ္မလောကရဲ့သဘာဝလို့ပြောတာเนาะ လောကမှာနေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာကြည်စိတ်ဓာတ်ကြန့်ခိုင်ဖို့ကြိုးစားရအဲ့ဒီစိတ်ဓာတ်ကြန့်ခိုင်တယ်ဆိုတာသူကသူကြန့်ခိုင်လာမှာမဟုတ်ဘူးကိုယ်တိုင်ကြိုးစားဖို့လိုအပ်တယ်။ဘာဖြစ်လို့လဲဆိုရင်ခန္ဓာကိုယ်ကြီးကြန့်ခိုင်အောင်ဘာတွေလုပ်ကြလူတွေလမ်းလျှောက်ကြတယ်၊ကျန်မာရေးလေ့ကျင့်ကြတယ်ဟုတ်တယ်မို့ကျမရေးလေ့ကျင့်ကြတယ် physical exercise တွေလုပ်ကြတယ်အားကစားသမားတွေဆိုမငေါနိုင်မပန်းနိုင် အာကစားလေ့ကျင့်မှုတွေပြုသို့သောလောကလူသားတွေမေ့နေတာလှုပ်ဖို့မေ့နေတာဘာလို့ဆိုရင် mental exercise ပဲစိတ်ကိုကြံ့ခိုင်အောင်ချိုးစားမှုကြတော့အားပြော့နေကြတယ်အဲ့ဒါလို့အားပြော့နေကြသည့်အတွက်ကြောင့်တလောကလုံးတစ်ကမ္ဘာလုံးမှာရှိကြတဲ့လူသားတွေဟာလောကရန်နဲ့ကြုံလိုက်လို့ရှိရင်ရိမ့်ရိုင်ထွက်သွားတယ်စိတ်ထကြံ့ခိုင်မှုအတွက်ကလည်းပဲ physical exercise လုပ်တယ်လို့ mental exercise လုပ်ဖို့လိုအပ်တယ်ပေါ့ အဲ့ဒါတရားချင်းတယ်ဆိုရင်အဲ့ဒါပြောတာနော်တရားချင်းတယ်ဆိုတော့အဲ့ဒါပြော physical exercise လုပ်တယ်ဆိုလို့ရှိရင်ဒုရီယာလမ်းထွက်ရှောင်းရတယ်ဂျမ်းမာရေးလေ့ကျင့်ရတယ်အပြေးလေ့ကျင့်တယ်ခန္ဓာကိုယ်ကြံ့ခိုင်အောင်လုပ်တယ်ဒါဖြင့်စိတ်ဓာတ်ကြံ့ခိုင်အောင်ဘာလို့ကတရားထိုင်တယ်တို့စိတ်ဓာတ်လေ့ကျင့်ခံယူတယ်စိတ်တည်ငြိမ်အောင်ကြိုးစားတယ်ကိုယ်အိမ်မှာကိုယ်နေရင်ကနေပြီးတော့မှန်ကန်တဲ့အတွေ့အကြုံတွေတွေးတယ်ဆိုပါစို့ လောဘစိတ်တွေများနေတယ်တွေ့တာစိတ်တွေများနေတယ်တုံးနဲ့တူခင်မင်ပြီးတော့တိတ်တွေ့တာမှုတွေများနေလို့ရှင်တွေးလေအေးလူဆိုတာတနေ့ကြတော့ခွဲရအောင်ပါပဲဟောမခွဲခင်တို့ဘာတွေလုပ်မလဲတချို့ကအဲ့ဒါမျိုးကိုစဉ်းစားရမှာမစဉ်းစားချင်ဘူးပေါ့စိတ်ဓာတ်ကြံ့ခိုင်အောင်အဲ့ဒါလေးကလေ့ကျင့်ပေးရဆိုပါစို့နုပြိုးနေတဲ့အရွယ်ရှိတဲ့ပုံကိုယ်တွေက စဉ်းစားရမှာပါဇရာတမောမိဇရံအနတ္တိတောငါမှအိုခြင်းသဘောရှိတယ်အိုတဲ့သဘာဝငါမှရှိနေတယ်အိုခြင်းတရားကိုငါမလွန်မြောက်နိုင်သေးဘူးလို့ဒီဟာစိတ်ကြံ့ခိုင်အောင် လေ့ကျင့်မှုတစ်ခုပဲတချို့အဲ့ဒါတွေတွေးရင်စိတ်ပြည့်စရာကြီးလို့ထင်တယ်မဟုတ်ဘူးစိတ်ပြည့်စရာတွေးတာမဟုတ်ဘူးသဘာဝအမှန်ကိုသိအောင်ကြိုးစား စိတ်ဓာတ်ဆိုတာသဘာဝအမှန်ကိုသိမှဒီထက်တယ်